ဂေါရမဗုဒ္ဓမပေါ်ခင်ကဖာသာတရားတွေဟာများအဖြစ်အလုံးကိုခြုံကြည့်မယ်ဆိုလို့ရှင်လူတွေရဲ့ကိုယ်ွယ်မှုကပေဟာစတာဆိုနတ်ကိုယ်ွယ်တာစာဟုတ်နတ်ကိုဘာကြောင့်ကိုယ်ွယ်ကြသလဲဆိုအကြောင်းတရားအစစ်အမှန်ကိုမရှာတွေ့နိုင်တဲ့အတွက်ကြောင့်လူတွေဟာ တဘာဝဖြစ်ပေါ်နေတဲ့အရာတွေကိုကြောက်လန့်ပြီးတော့အာကိုရရှာရင်ကနေပြီးတော့မမြင်ရတဲ့နတ်ကိုတွေးပြီးတော့ကိုယ်ခွဲကြတဲ့သဘောပဲအဲ့တော့ကဘာမှာကိုယ်ခွဲမှုဆိုတာနတ်ကိုယ်ခွဲမှုကစာခဏိခေတ်မှလည်းပဲဘာသာတရားတွေကိုလေ့လာဆန်းစစ်ကြည့်မယ်ဆိုရင်ဘုရားဘာသာလွှဲရင်နတ်ကိုယ်ခွဲတဲ့ဘာသာတွေကြီးပဲနတ်လူဆိုတာ ကောင်းကင်ဘုံကနတ်နဲ့လူပြေမှာရှိတဲ့နတ်ဒါပဲกว่าတယ်เนาะအဲ့တော့စဉ်းစားကြည့်ပေါ့ကိုးပွယ်ပုတ်ဆိုတာကိုးပွယ်တယ်ဆိုတာအာကိုးတယ်အကာအွယ်လုတ်တယ်ယုံကြည်တယ်ဆိုတဲ့အတိတ်ပဲကိုးပွယ်တယ်လို့ခေါ်ကိုးကိုလုံကြုံမဲ့စိတ်ချရမဲ့ဆိုတဲ့ရှိရချက်နဲ့ကိုးတယ်ကွယ်တယ်အာကိုးတယ်ကာကွယ်တယ်ဆိုတဲ့အတိတ်ပဲအဲ့တော့တကယ်ရော အာကိုတိုက်တဲ့အခြေအနေမျိုးရောရှိသလားအကားဝဲယူလို့ရောလုံခြုံရင်လားဘာအတွက်အကားဝဲယူယူချင်တာလဲဆိုတော့ပြန်ပြီးစဉ်းစားပြီးသုံးသပ်ကြည့်လို့အကြံဉာဏ်အဖြစ်ပြောမယ်ဆိုလို့ရှိရင်နတ်ကိုးခွေမှုပါတာတရားကိုကိုးခွေကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကင်ဘုံကခေါ့ပဲဖြစ်ဖြစ်လူပြေကနတ်ပဲဖြစ်ဖြစ် ကိုးကွယ်တဲ့လူအလုံးသည်မိမိတို့ကိုးကွယ်ရာဖြစ်တဲ့လက်နဲ့ဘယ်တော့မှတွေ့ဘူးတာမရှိဘူး။မိရိတာဆိုတဲ့ဈာခံဆက်သွယ်မှုပမာလူတော့လူပြေကနတ်ကိုကိုးကွယ်ရင်နတ်ကတော်အတဆက်ဆက်သွယ်။ကောင်းကင်ဘုံကနတ်ကိုကိုယ်တော့တမန်တော်ဆိုသူနဲ့ဆက်သွယ်ရတာ။တမန်တော်ပြောတာလက်ခံယုံကြည်ပြီးတော့ဘယ်နတ်ကမှကိုယ်နဲ့တည့်ရဲ့စကားပြောတာမှမရှိတာ။ နော်ယမယံခါမှာတော့အိမ်မက်မဲ့တလို့ဘာလို့ဒီလိုတွေ့တာဒီတော့ရှိရှိမှာဒါတွေကတော့အစ်စ်မှန်မဟုတ်နိုင်ဘူးပေါ့နော်စိတ်ထဲမှာဆိုရင်အစ်စ်မှန်ဆိုဖြစ်နေတကယ်လက်တွေ့ပဂရီသဘောနဲ့တေချာလက်တွေ့ကြကြစဉ်းကျင်စဉ်းစားမယ်ဆိုရင်နတ်ကိုယ်ခွေတဲ့ဘာသာတရားတွေအလုံးဟာမီဒီယေတာလို့ဆိုရဲဂျာခန်ဆက်သွဲနဲ့ဆက်သွဲပြီးတော့မှ သူတို့ပြောတာပဲနားထောင်ပြီးလိုက်လုပ်ကြတာတွေပဲဖြစ်တယ် အဲ့လိုနားထောင်ပြီးလိုက်လို့ရတယ်ဆိုကြတဲ့ကိုကကို့မှာဘာတွေဆုံးရှုံးသွားတာတုံးဆိုကိုဖြစ်ချင်တဲ့ဆန္ဒကိုကိုယ်တိုင်ရွေးချယ်ရမယ်လုံလုံတဲ့နာနဲ့မလုံတဲ့နာကိုကိုယ်တိုင်စ조사ရမယ်လုံလာဝီရိယကိုကိုယ်တိုင်အသိဉာဏ်နဲ့ဆုံးဖြတ်ရမယ်ပညာဒါရီဟာသုံးမဝင်တော့သူတို့ပြောတဲ့အတိုင်းလုံမအောင်သူတို့ပြန်ပြောတဲ့အတိုင်းလုံရသည့်အတွက်ကြောင့် လုံးတဲ့နာမလုံးတဲ့နာလဲရွေးချယ်စရာမလိုဘူးနော်ကိုကိုဝယ်တဲ့နတ်ကလုံးတဲ့တယ်ဆိုလုံးပြန်နော်အဲ့တော့ကိုယ့်ရဲ့အတိညာကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယဆိုတာတွေဟာအသုံးမဝင်တော့လူဟာအသုံးမချတဲ့လူတယောက်ဖြစ်သွားနိုင်လမ်းကအဲ့ဒီဘက်ကိုရောက်သွားအဲ့တော့မြတ်စွာဘုရားပေါ်လာတဲ့အခါကျတော့မြတ်စွာဘုရား လူတွေရဲ့တမိုးတိုးတက်လာအောင်ဟောပြောတာတကယ်အင်အားစုဆိုတာလူထဲမှာပဲရှိတယ်ကိုယ်တဏ္ဍာမှာပဲရှိတယ်ကိုယ်အတွင်းမှာပဲရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောတာ mind center teaching လို့ခေါ်စိတ်ကိုဗဟုပြုပြီးတော့လူတယောက်ချီးပွားတိုးတက်ဖို့စိတ်ကောင်းနှလုံးကောင်းရှိရမယ်ချိုးစားအထောက်အပံ့မယ်အသိပညာရှိရမယ်ဆိုတာဒါချီးပွားခြင်းရဲ့အကြောင်းဆိုတာခဏခဲ့လေဒီတိုင်းပဲလေ အဲ့တော့နတ်ကိုွယ်လို့နတ်ကမမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သားရီသမီးတွေပညာသင်ပေးဆရာမမလိုတာနတ်ပဲပူဇော်နေလို့ရှိရင်နတ်ကလှုပ်ပေးလိမ့်မယ်ပေါ့အဲ့လိုရောလှုပ်ပေးတာရှိလားဆိုတော့မရှိပါမရှိဘူးကိုလုံးမကိုရတယ်ဆိုတာထင်ရှားနေလူဆိုတာပညာတတ်မှဆိုတာအလုံးဟာခံယူထားတယ်သို့တော်တစ်ဖိုင်းကလည်းပဲဖခင်သခင်ရဲ့လူတော်ကြဆိုတာကြီးနဲ့လာပြန်ရော အဲ့တော့ရှင်းတော့မငြိညာဘူးလို့ဒါစဉ်းစားဖို့ပြောပြတာပါဘုရားစဉ်းစားကိုယ်ပိုင်ညာနဲ့စဉ်းစားကြည့်ရှင်းတော့ညင်ညွတ်မှုမရှိဘူးအေးမြတ်စွာဘုရားကြတော့လူတွေရဲ့လုံလဆန္ဒဝိရိယလုံလဆန္ဒရဲ့လုံလဝိရိယရဲ့အသိပညာရဲ့အဲ့ဒီအသိပညာကိုသုံးချပြီးဒီလောကလုံးတဲ့နေဒီလောကမလုံးတဲ့ဘူးလို့ကိုယ်ပိုင်ညာနဲ့ဆုံးဖြတ်ပြီး မလုံးတဲ့နာကိုရှောင်မဲ့လုံးတဲ့နာကိုလှုပ်ခြင်းအဖြစ်ကြီးပွားတိုးတက်ရာထူးကုန်သည်စီစဉ်ဥစ္စာတွေမြင့်သွားတဲ့ပုံကိုယ်ညာရှိတာတကယ်တော့လက်တွေ့အားဖြင့်တော့ကြိုးစားရင်ကြိုးစားသလိုဖြစ်လာတဲ့ဆိုတာရှိတာเนาะအကြောင်းတရားဆိုတာဘသူပေါ်မှာမိတီးနေတာမဟုတ်ဘဲနဲ့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကကိုယ်ကျေစွပြုနေတယ်ဆိုအလွန်ထင်ရှားတယ်အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မြတ်စွာဘုရား ငါအာကိုလို့မဟုတ်ဘူးတခါမှငါစီမှာဆူတောင်းရမယ်ငါ့ကိုအာကိုငါမမယ်လို့လည်းတခါမှမပြောမပြောတော့သူကြိုးစားအထုတ်ကြလုံးတဲ့နာမလုံးတဲ့နာကိုယ့်အကူရွေးချယ်အသိပညာရှိအောင်ကြိုးစားဖျားဟောတဲ့တည်းမှာပညာတိုးတက်ဖို့အတွက်အေးလူတော်လူကောင်းနဲ့မင်းတို့လူတော်လူကောင်းနဲ့တွေ့ဆုံရမယ်နံပါတ်1ဒါကိုတပ်ပုရိသတန်တေဝလို့ခေါ်တယ် ူတော်လူကောင်းနဲ့စုံစည်းဖို့လိုတယ်လူတော်လူကောင်းနဲ့စုံစည်းမှသူ့ရဲ့အကြံဉာဏ်ဆုံးမစကားတွေရမှာဖြစ်တယ်အဲ့တော့လူတော်လူကောင်းနဲ့စုံစည်းအောင်စုံစည်းပြီးလို့ရှင်သူထီကကောင်းတဲ့အကြံဉာဏ်ပညာရတ္တရအောင်စီပွားဒါကတစ်ဖက်ကရမယ်ကိစ္စနောက်တစ်ဖက်ကျတော့မင်းတို့ကိုယ်တိုင်ကဒီမင်္ဂန်နဲ့နှလုံးသွင်းစိတ်တွေသဘောထားရှိရမယ် မှန်ကန်တဲ့စိတ်တွေသဘောထားရှိရမယ်ဓမ္မနုဓမ္မပฏิပတ်တိလို့ဆိုတဲ့အတိုင်းလက်တွေ့လိုက်နာဆောင်ရွက်မှုလက်တွေ့လိုက်နာဆောင်ရွက်တယ်ဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုသိပြီးမလှုပ်တဲ့နာကိုရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်ဒါဟာဆောင်ရွက်ခြင်းပဲဖြစ်တယ်ပေါ့လောကမှာဓမ္မနုဓမ္မပฏิပတ်တိလို့ခေါ်ရမယ်လောက်ရမယ့်အရာကဘာလဲ လုံးတင်နာနဲ့မလုံးတင်နာကိုတိပြီးတော့မလုံးတင်နာကိုရှောင်ခြင်းနဲ့လုံးတင်နာကိုလှုပ်ခြင်းဒါနှစ်ခုပဲရှိတယ်။ကိုယ်တန်သမီးတွေကိုကိုယ်ဆုံးမရင်ဘယ်လိုဆုံးမလဲ။ဒါမလုံးနဲ့ဒါလှုပ်ဒါပဲပြောတာမဟုတ်လား။စကားဟာအချင်းချုပ်လိုက်ရင်နှစ်ခုပဲရှိတယ်။မင်းဒီမှာဒါမလုံးနဲ့ဒီဟာလှုပ်ဒီလန့်မသွားနဲ့ဒီလန့်သွား။ဟော။အဲ့ဒီဟာနှစ်ခုဟာအဓိက။ မြတ်စွာဘုရားကဟောတဲ့တရားဟာလေဒီနှစ်ခုတည်းပဲအဓိကအကျဉ်းချုပ်ပါမလုံးတင်တာနဲ့လုံးတင်တာဒီနှစ်ခုပဲဟောတယ်မလုံးတင်တာကို မလုံးဖို့နဲ့လုံးတင်တာအောင်လုပ်အဲ့တော့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘာနဲ့ကိုးကွယ်ကြလောကလူတွေဟာနတ်ကိုးကွယ်တဲ့အချင်းကြီးပါနေသည့်အတွက်ကြောင့်ဘုရားကိုကိုးကွယ်တဲ့အခါဆူတောင်းဖို့ကိုးကွယ်တာဖြစ်နေတယ် အဲ့ဒါလည်းသတိထားဖို့လိုအပ်တယ်ပေါ့နော်မတောင်းရဘူးလို့ပြောတာမဟုတ်ဘူးနော်တောင်းတယ်ဆိုတာအပေါ်ရန်လုပ်ငန်းလေးတစ်ခုသာဖြစ်တယ်အရေးကြီးတာဘုရားဟောတဲ့ဆုံးမတိုင်လိုက်နာဖို့ရအရေးကြီးအဲ့တော့ဆူတောင်းတယ်ဆိုတာကိုယ်အလုပ်တစ်ခုလုပ်ပြီးကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော်တာပဲဖြစ်တယ်လူတိုင်းလူတိုင်းဟာကိုယ့်ဆန္ဒကိုထုတ်ဖော်တာကိုယ်ဘာဖြစ်ချင်တယ်ဆိုတာတော့ရှိတာပေါ့ ကလေးပေါ့စာလေးတွေမေးကြည့်ပါလားမင်းကြည့်ရင်မလုပ်မှာတော့ဘာဖြစ်ချင်တော့ဆိုရင်ပြောတာပဲလေသူတို့အဲ့ဒီလိုဒါပြင်အဲ့ဒီလိုဖြစ်ချင်လို့မိဘကသူတို့ဖြစ်အောင်လုပ်ပေးနိုင်လားဆိုလုပ်ပေးနိုင်ဘူးလမ်းကြောင်းပေါ်ပဲတင်ပေးလို့ရတယ်